င်္ဂလာပါခင်ဗျာအားလုံးပဲ Honor PDF ရဲ့ YouTube channel လေးကနေကြိုဆိုပြီးကြိုဆိုပါရစေဗျာဒီနေ့ကကျွန်တော်တို့အခုဒေါ်လိုင်းအိမ်မှာကျွန်တော်တို့အသုံးများတဲ့လက်နက်တစ်မျိုးဖြစ်တဲ့ M4 တနက်လေးရဲ့အားသာချက်အားနည်းချက်လေးတွေနောက်သူနဲ့ပတ်သက်တဲ့တချို့စိတ်ပိုင်းလေးတွေရဲ့အကြောင်းလေးတွေအားလေးတွေကိုကျွန်တော်တနင်္လာနေ့မြတ်ရီဗျူးလုပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ် ဒီအန်ဖိုးသနက်ကအခုလက်ရှိကျွန်တော်တို့ဒီတော်လိုင်းမှာဆိုရင်အသုံးများတဲ့သနက်ဖြစ်တယ်ပေါ့။ဘာကြောင့်ကျွန်တော်တို့ဒီသနက်ကိုတော်တော်များများသုံးရသလဲဆိုတော့ဒီကအာသာကြလေးမပြောခင်မှာဒီကောင်ရဲ့သမိုင်းလေးပေါ့နည်းနည်းလေးပေါ့ပြပြပေးပါမယ်။ဒီကောင်ကအမေရိကန်တို့နဲ့ဖြစ်ပြီးတော့1994ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်။သူ့ကိုအဓိကသုံးခဲ့တဲ့ပွဲတွေကတော့အာဖဂန်စစ်ပွဲတွေနဲ့ပင်လယ်ပင်လယ်ကုစစ်ပွဲတွေမှာအဓိကဒီသနက်ကိုအဓိကသုံးခဲ့ပါတယ်။ဘာကြောင့်ဒီကောင်သုံးသလဲဆိုတော့ဒီကောင်က M16A2 M16A1 M16A2 ပြီးတဲ့ခါမှာဒီ M4 သနက်ကိုဘာကြောင့်သုံးလာလဲဆိုတော့ M16A2 เนี่ย तू อ่ะ M4 เนี่ยดิအထဲမှာရှိတဲ့အစိတ်ပိုင်းတော်တော်များများ80 80%လောက်ကအကုန်လုံးအတူတူပဲဒါပေမဲ့ဒီကောင်ကကျတော့ပို့ပြီးတော့ပေါ်ပါလာတယ်အဓိကကတော့ပြောင်းပြောင်းပို့တူသွားတယ် M16A2 က तू อ่ะ14လက်မလောက်ရှိပြီးတော့ဒီကောင်ကကျတော့10လက်မကျော်ကျော်ပဲရှိရပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကတေးရလွယ်တယ်ပေါ်ပါတယ်နောက်တစ်ခါကျွန်တော်တို့အနီးကပ်ခြေမုံကြီး လုံးလုံးတဲ့ကိစ္စတွေမှာဒီကောင်ကပို့ပြီးတော့တရက်လွယ်တယ်နောက်တစ်ခါအဓိကရင်မောင်းကနေစပြီးတော့ American စစ်တပ်မှာဆိုလို့ရှိရင် Lady နဲ့ Lady City ရင်မောင်းစတဲ့စည်ရီစတဲ့ဟိုတခြားတာဝန်တွေနဲ့တိုက်ခိုက်ရင်မဟုတ်ပဲတခြားတာဝန်တွေနဲ့ယူတဲ့အခါမှာပေါ်ပါတဲ့တနက်တွေလိုအပ်တယ်အဲ့ခါကျရင်ဒီလို unfortunate တွေသုံးပါတယ်ဒီကောင်ရဲ့အဓိကအာသချက်ကဘာလဲဆိုတော့ unfo မှာအမျိုးအစားနှစ်ခုရှိပါတယ် unfo ရယ် unfo a1 ရယ်ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော် unfo ကကြတော့သူကဘာလဲဆိုတော့ ဒီမှာ save ကဲစီမီးရယ် auto ရယ်ဆိုပြီးပါတယ်ဒီကောင်ရဲ့ auto ဒီအတွဲလိုက်ကိုသူက3ချက်ပဲပြစ်လို့ရတယ်3ချက်တရွဲ3ချက်တရွဲ3ချက်တရွဲဆိုတော့ M4A1 မှာ M4A1 မှာကြတော့ဒီကောင်ကအတွဲလိုက်ပြစ်တဲ့အခါမှာကြည်စံကတောက်လျှောက်အတွဲလိုက်ပြစ်တဲ့စနစ်တစ်ခုပါလာတယ်။အဲ့အတွက်ကြောင့်ကျွန်တော်တို့ကမြို့ပေါ်တိုက်ပွဲတွေအနီးကပ်ချိန်မွေးတိုက်ပွဲတွေမှာဆိုလို့ရှိရင်ဒီ M4A1 နေကတော်တော်အသုံးများလာပါတယ်။နောက်တစ်ခါ M4 အဓိကကျွန်တော်ကြည့်ရတဲ့အားတွေထဲမှာဘာပါသေးလဲဆိုတော့ ဒင်မျိုးစားသည်ကျွန်တော်တို့ကရွှေ့လို့ဒီလက်ကဲ့ဒီအရွယ်စားပုံမူတည်ပြီးတော့လက်အတူအရှိပုံမူတည်ပြီးတော့ဒင်ကိုကျွန်တော်တို့ကစန့်လို့ရတယ်ပြန်ထည့်လို့ရတယ်အဲအဲ့ဒီချက်ကလည်းဒါကကျွန်တော်တို့သုံးတဲ့လူတွေနဲ့တော်တော်အဆင်ပြေတယ်ပေါ့ဒင်ကအပြေမဟုတ်ဘူးသူကဒင်ကိုကျွန်တော်တို့အမြဲတမ်း adjust လုပ်လို့ရတယ်ပေါ့နောက်တစ်ချက်ကဒီကောင်ကဘာပါဘာကောင်းလဲဆိုတော့ဒီကောင်ဒီဒီကောင်ရဲ့ gadget တွေဖြစ်တဲ့ဒီပြောင်းခါတွေ နောက်တစ်ခါဒီ scope ဒီ lisa တွေနောက်တစ်ခါဘုံပြည့်တဲ့ online နေအားလုံးကိုလည်းသူကစိတ်ကြိုက်တက်ဆင်လို့ရတယ်ဒီကောင်ရဲ့အရှည်ကပြောင်းအရှည်ကဘယ်လောက်ရှိလဲဆိုတော့ပြောင်းရဲ့အရှည်က30 368 mm လောက်ပဲရှိတယ်ပြောင်းရှည်ကနည်းတယ်ပြောင်းရှည်နည်းတဲ့ခါကျတော့ lady စစ်တီတွေအတွက်တော်တော်လေးအသုံးဝင်တယ် lady စစ်တီတွေကပြောင်းရှည်လို့မရဘူးသူက lady ခုံတဲ့ခါကျရင်ဒီ lady စားနဲ့ဒီတနက်အရှည်နဲ့ဆိုရင်သူကတော်တော်အဆင်မပြေဖြစ်ရတယ်ပေါ့အဲ့တော့ကျွန်တော် lady စစ်တီတွေက lady ခုံတဲ့ခါမှာ အဲဒီပြောင်းလို့ဖြစ်တဲ့ဒီအန်ဖိုးကိုပဲအသုံးများကြတယ်အဲ့အတွက်လည်းသူရည်ရွယ်ပြီးတော့ထုတ်လုပ်ထားကြတယ်နောက်တစ်ခါဒီကောင်းရဲ့ကြည်ထွန်းလုံးကတစ်စက္ကန့်မှာ884မီတာဆိုတော့ကြည်ထွန်းလုံးမြန်တယ်နောက်တစ်ခါ तू ကတစ်စက္ကန့်မှာအဲ sorry တမိနစ်မှာကြည်ရည်အတွက်900ကနေပြီးတော့950လောက်ထိကိုကြည်ထွန်းနိုင်တယ်ပေါ့ဆိုတော့ကြည်ထွန်းလုံးများတယ်ကြည်ထွန်းလုံးမြန်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီအန်ဖိုးတနက်တီတော်တော်များများကိုကျွန်တော်တို့ရဲ့ဒီလက်ရှိရှေ့တန်းမှာပေါ့သုံးလာနောက်တစ်ခါ အဓိကအာသာချက်နောက်ထပ်အရေးကြီးတဲ့အာသာချက်တစ်ခုကတော့ဘာလဲဆိုတော့ဒီကောင်ကအကဲကြီးညက်ခဲ့ရင်ကြီးပေါ့ဟိုမောင်းတင်လို့ကြီးကလိုတဲ့နေရာမရောက်ခဲ့ဘူးဆိုလို့ရှိရင်နောက်ကဒီ push တင်းနဲ့ကြီးကိုဟိုလိုတဲ့နေရာထိရအောင်ကျွန်တော်တွန်းပေးလို့ရတယ်ကြီးညက်တာလည်းနည်းနည်းရှားတယ်ပေါ့ဆိုတော့ဒီကောင်ကတော့ပြောင်းအဖြစ်လဲဒီ unfold ပြောင်းနေကမောင်းပြန်တဲ့အခါမှာတော်တော်လေးအဆင်ပြေတယ်နောက်တစ်ခါ ဒီ flash signer တွေဘာတွေနဲ့တီချာ gadget ကောင်းကောင်းနဲ့တီချာလောက်ထားရတဲ့ဆိုရင်ဒီကောင်ညဘက်ကြာလို့ရှိရင်မီးထွက်တာပါညာလည်းသိမရှိအဲဒါကြောင့်ဒါကြောင့်ကျွန်တော်ကဒီ unfold အဓိကများသုံးရလားအဓိကတော့အရေးကြီးတာဒီကောင်ရဲ့ gadget တွေကပေါ်တယ် gadget တွေကဝယ်လို့အဆင်ပြေတယ်ဒီ gadget တွေမှာဆိုလို့ရှိရင်ကျွန်တော်ရှေ့လက်ကင်ပေါ့ရှေ့လက်ကင်နောက်တစ်ခါ hand gadget တွေနောက်တစ်ခါဒီကာဘော်ဒီဒီနောက်ကအပြစ်လက်ကင်တွေနောက်တစ်ခါဒီ scope တွေနောက်တစ်ခါဒီနောက်က ဒီဒင်တွေပေါ့အဲ့ဒါတွေအားလုံးကသူကပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့လိုအပ်တာတွေကိုလိုချင်တဲ့အားတွေကိုလဲပြီးတက်ဆင်တက်လို့လည်းရတယ်နောက်တစ်ခါလွယ်ဝယ်ရလည်းလွယ်တယ်ပေါ့ဆိုတော့အဲ့ဒါလေးကလည်းသူ့ရဲ့တနက်ကစမ်းဆောင်ရည်ကိုပို့ပြီးတော့ကျွန်တော်လိုချင်တဲ့ပုံစံဖြစ်အောင်ပြောင်းလို့ရတယ်ဆိုတော့အဲ့ဒါလေးကလည်းအားသာချက်ရှိတယ်ဆိုတော့ဒီကောင်လေးကကျွန်တော်အနေနဲ့ဟိုတဲရတာပေါ်ပါတယ်ကြည်ထွန်းနှုံးလည်းကောင်းတယ်နောက်တစ်ခါကြည်ညက်တာလည်းကြည်ညက်တာကြည်ဝင်းဖြစ်တာအတွက်လည်းတော်တော်လေးကိုစိတ်ချရတဲ့အနေထားမှလည်းရှိတယ်ပေါ့မောင်းပြန်တဲ့ ဟိုအားတွေပါလေးမှာတော်တော်စိတ်ချတဲ့အနေအားမှာရှိတယ်နောက်တစ်ခါဒီ gadget တွေကလည်းဝယ်ရတာလွယ်တယ်ဒီထက်ဒီကောင်ကဒီကောင်နဲ့ပတ်သက်ပြီးတော့တချို့အချက်လေးတွေကျွန်တော်နည်းနည်းလေးပြောပြပါမယ်ဒီကောင်မှာဒါကဒါက magazine release ပေါ့နော် magazine ဖြုတ်တဲ့အခါကျရင်ဒီကောင်ကဒါ magazine release အနေနဲ့သုံးမယ်နောက်တစ်ခါဒီကောင်လေးကကျတော့ကျွန်တော်ကြီးညက်တဲ့အခါမှာကြီးဥမာလူရောလူတဲ့နေရာကိုမရောက်ဘူးဆိုလို့ရှိရင် မောင်းနှုံလူတဲ့နေရာမရောက်ဘူးဆိုလို့ရှိရင်ဒီကောင်လေးနဲ့တွန်းပြီးကျွန်တော်တို့အရှိကိုတင်ပေးတာပါဒီဘက်ကကျတော့ဒါကကျွန်တော်တို့ ခြာချင်းဟန်တယ်ပါပေါင်းဆွဲပါတယ်ဒီကောင်ကကျတော့ဒါ save ကဲ simi auto ရဲ့ auto ရဲ့၃ချက်ပါပါတယ်ဒီကောင်ကကျတော့ဒါ boot release ပါ boot release ကဒီဒီကောင်ကတစ်ခါလေးကြာရင်ဒီကောင်ကိုမောင်းဆွဲပြီးတော့ကျွန်တော်တို့ကဒီ boot release လေးကိုနှိမ့်လောက်ထားလိုက်ရင်ဘိုးဘိုးကရှေ့ကိုမသွားသေးဘူးကြီးမဝင်သေးဘဲနဲ့ ဟိုကြီးထိုးဖို့အဆင့်အသင့်အနေထားလေးမှာဒီကောင်ကိုထားလို့ရပါတယ်။အကေဘိုးရီလေးကိုကျွန်တော်ဖိချလိုက်တော့မှမောင်းနှုံလေးရဲ့ရှေ့ကိုသွားပြီးတော့ကြီးထိုးတဲ့စနစ်ပါ။အဲ့စနစ်သုံးပါတယ်။ဒါကြောင့်ကျွန်တော်တို့သုံးတဲ့လူတွေအနေနဲ့ဒီရှေ့တန်းမှာတော်တော်များများဘာကြောင့်သုံးကြသလဲဆိုတဲ့အခါမှာဒီကောင်ရဲ့အားသာချက်တွေတော်တော်များများကိုတွေ့ရတယ်ပေါ့နော်။အခုကျွန်တော်ပြောခဲ့တဲ့အားသာချက်အဲ့အားသာချက်ထဲမှာမှအဓိကအရေးကြီးဆုံးအားသာချက်ကတော့ကျွန်တော်တို့တဲရတာပေါ့တာပေါ့ဗျာ။တဲရတာပေါ့တယ်ဆိုတာ ဒီရှင်းန်းသွားတဲ့အခါမှာជីပေါက်တွေလည်းပါတယ်နောက်ကအောင်းလင်းတွေလည်းပါတယ်နောက်ကရိတ်ခါအထုပ်တွေပါတယ်ပခက်တွေပါတယ်စသဖြင့်တဲရတာဟိုရဲဘော်တယောက်အတွက်ကဝင်းစည်းစလဲတော်တော်များတယ်များတဲ့အခါမှာတနက်ကတအားလေးတင်သူတို့အတွက်ကဟိုတော်တော်ဒုက္ခရောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့တနက်ကိုပော့တဲ့အခါပော့တဲ့တနက်မျိုးဆိုရင်တော်တော်ရှင်းန်းရဲဘော်တွေတော်တော်ကြိုက်ကြပါတယ်ဟုတ်ပြီနော်နောက်တစ်ခါနောက်ထပ်နောက်ဘက်ဒီနောက်ဘက်ဒီမှာဟိုကျွန်တော်ဒီ business တွေနဲ့ပတ်သက်ပြီးတော့အဲထပ်ပြီးတော့ review ပေါ့နော်လုတ်ပြီး စီစဉ်လဲဆိုတာလေးလည်းပြည်သက်တရားကျွန်တော်တို့တစ်ချက်လောက်အကြံဉာဏ်ပေးခဲ့ကြပါအောင်နော်နောက်ပြီးကျွန်တော်တို့ရဲ့ honor pdf ရဲ့ youtube channel လေးကိုလည်း like and share လေး subscribe လေးလုပ်ပေးကြပါအောင်လို့ပြောရင်ကျွန်တော်ညီကုန်းချုပ်ပါတယ်ဗျာအားလုံးမင်္ဂလာပါ